ကဲဒီနေ့ကတော့ကျွန်တော်တို့ရဲ့ Honor H9C Smart ဆိုတဲ့ကောင်စိုးလေးအစ်စ်အကြောင်းပေါ့နော် Honor ဆိုတဲ့အတိုင်းကျွန်တော်တို့ Honest Review ပဲလုပ်ကြတာပေါ့ Okay အဲ့တော့စလဲရအောင်အရောင်နေနဲ့ကဒီကောက်မှာ Ocean Cyan နဲ့အခုကျွန်တော်လက်ထက်က Midnight Black ဆိုတဲ့နှစ်ရောင်နေနဲ့လာမယ်ပေါ့နော်အကုန်လုံးကတော့ Matte Finish အသားတွေကြီးပဲမလို့လက်ရမှာထင်ဘူးပြီးွားရင်တော့ Honor H9C ကိုမှအနောက်မှာအဲ့လို Smart ဘာညာပါတာဖြစ်တဲ့အတွက်ဒီကောက်က entry level entry level ဘိုင်းကိုပေါ့နော်နည်းနည်းလေးပို့ပြီးတော့ရောက်သွားတဲ့ model လို့ပြောရမှာ entry level ဖုန်းဆိုပေမဲ့ဒီကောင်းရဲ့နောက်ကျော design ကတော့ entry level နဲ့မတူဘူးကျွန်တော်တို့မနေ့ကထွက်ခဲ့တဲ့ Honor H9B ရဲ့ design နဲ့တော်တော်ရစ်ကိုတွားပြီးတော့ဆင်တယ်ရှိက screen ကိုကြည့်မယ်ဆိုရင်လေကျွန်တော်တို့ဒီဘောင်တွေကလုံးဝဗျာအပေါ်နဲ့ဘေးကပပလေးပဲအဲဒါတခြားဖုန်းတွေမှာဆိုရင်ဒီလိုဘောင်ပပလေးကိုတွေ့ရဖို့ဆိုတာမလွယ်ဘူးဗျာသူတို့ကတမင်တက်တက်ရုပ်ဆိုးအောင်ဟိုအကြီးကြီးထည့်ပေးတက်ကြတာပေါ့နော်ဒီလိုဘောင်ပပလေးတွေကတော့ကျွန်တော်တို့ ဟို honor တို့ Huawei တို့မှာပဲတွေ့ရတတ်တယ်။ဒါကလည်းစေတနာပါတဲ့အချက်တစ်ချက်လို့ပြောရမယ်။ထုံးစံအတိုင်းကျွန်တော်တို့ entry level ဖုန်းဖြစ်တဲ့အတွက်အောက်ကချင်းလေးကတော့နည်းနည်းလေးပို့ပြီးတော့ကြီးတာပေါ့ဗျာ။အဲ့တော့ဒီဖုန်းမှာပါတဲ့အားသာချက်တွေကလည်းစပြီးတော့ပြောကြမယ်။ဒီကောင်ကသူ့ဈေးထဲမှာ 108MHz ပါတယ်ပြီးွားရင်9800 mAh battery ပါတယ်ဗျာ SoC ကကျတော့ Diamond Steel 2025 Ultra ဖြစ်တဲ့အတွက် ဒါကတော့မပိုလို့မလျော့လုံး SOC လို့ပြောရမှာပေါ့နော် SOC ရဲ့ performance အပိုင်းကတော့နည်းနည်းလေးနောက်မှထပ်ပြီးတော့အရှည်လာမယ်ကင်မရာဘိုင်းနေနဲ့ပြောရမှာဆိုရင်တော့ 108MP ultra clear camera နဲ့ 5MP ultra wide ဆိုပြီးတော့နှလုံးလာမယ်ဗျာကျွန်တော်တို့ခုစမ်းရိုက်ထားကြည့်တဲ့ပုံတွေအရတော့ reset တွေကတော့မဆိုးဘူးဒီတိကောင်းတယ်ဒါတော့ 108MP မုန်းနဲ့ရရင်ပေါ့နော်ကျွန်တော် auto mode မှာဆိုရင်တော့ကိုယ်တိုင်ပြန်ပြီးတော့ join လောက်တိုင်ပိုကောင်းတယ် ဆက်ဖီနေတဲ့ခါကျတော့ system ကပါစေပါတယ်အဲဒီကောင်ကကျတော့ lighting ကောက်ပို့ပြီးတော့အလုပ်ဖြစ်တယ်ပေါ့နော်ပြီးွားရင်ဟိုကင်မရာအကြောင်းပြောလက်စာနဲ့ပဲသူမပါရင်မဖြစ်တဲ့ဒါ AI eraser ဆိုတဲ့အကြောင်းပေါ့အဲကောင်လေးဆိုလည်းမစိုးပါဘူးဗျာဒီမှာတော်တော်လေးအလုပ်ဖြစ်တယ်ပြီးွားသွား AI eraser လည်းမဟုတ်ဘူးဟို AI outpainting ဆိုတဲ့ဘယ်လိုပြောရမလဲဟိုထပ်ပြီးတော့ frame ချဲလို့ရတဲ့ AI feature တခုလည်းပါတယ်ဗျာဒါလေးစမ်းရှိရတော့တော်တော်လေးအလုပ်ဖြစ်တယ်ဒီဖုန်းကိုသူစေထဲမှာအခြားဖုန်းတွေနဲ့တွားရှင်ရင်မျက်နှာငယ်စရာဖြစ်နေတဲ့အချက်က အဲ LCD panel ဖြစ်နေတာရယ် mono speaker ပါတာရယ်လို့ပြောရမှာပေါ့နော်စစ်ပွားရင် inches 10dB 120Hz အဲ့လိုဆိုပေမဲ့ LCD ဖြစ်နေတာကကျွန်တော်တို့ viewing experience ကိုအပြည့်အဝမရဘူးလို့ပြောရမှာ။ပြည့်အဝမရဘူးဆိုတဲ့အပိုင်းကကျွန်တော်တို့ true black color မရတာကိုပြောတာပေါ့နော်။ဟိုတကယ်တမ်းကကျတော့ဒီကောင် LCD က contrast ပိုင်းမှာတော့ကောင်းနေသေးတယ်။ mono speaker ကကျတော့လည်း mono speaker ဆိုတဲ့အတိုင်းပဲ left right အတန်တော့ထွက်မှာမဟုတ်ဘူး။အဲဆိုတော့အတန် quality ကတော့တည်တဲ့အတိုင်းဒီဈေးတန်းမှာပေါ့လက်ခံပေးလို့ရဆိုအနေထားမှာတော့ရှိတယ်။ ဆိုတော့ဆွမ်းနာကကျွန်တော်တို့ပြောမယ်ဆိုရဲ SOC အပိုင်းအောင်ဆက်ပြီးတော့ပြောကြတာပေါ့ဒီကောင်က Dynasty 2025 Ultra နဲ့လာတာဖြစ်တဲ့အတွက်သူ SOC ကြောင့်ကျွန်တော်နည်းနည်းလေးရှာဖွေကြည့်တယ်ပေါ့နော်ဆိုတော့ဒီကောင်ရဲ့ performance က Helio G100 နည်းနည်းလေးပို့ပြီးတော့တာတယ် GPU ဘိုင်းမှာဆိုရင်တော့အဲ G100 တဲ့5%လောက်ပို့ပြီးတော့နည်းတယ် power consumption ဘိုင်းမှာတော့နှကောင်လုံးကအတူတူပဲတကယ်တမ်းအရေးကြီးတာကခြားတော့အဲ့ number တွေမဟုတ်ပဲကျွန်တော်တို့ဖုန်းကိုနေ့စဉ်သုံးပြီဆိုရင်အမထင်မကောက်ဘူးကအရေးကြီးဆုံးပဲဗျာဆိုတော့ဒီဖုန်းကဟိုနေ့စဉ်ပေါ့နော် daily test တွေမှာတော့လုံးဝထစ်တာဟန်တာတွေရှိမှာမဟုတ်ဘူးကျွန်တော်တို့ game store ကြည့်တဲ့အချိန်မှာတော့ performance drop တာတွေကျတာတွေမရှိဘူးအဲ့ဒါကတော့ mobile legend မှာပြောတာเนาะ mobile legend ကို game မျိုးကိုဆော့မယ်ဆိုရင်တော့ရတယ်ဒါတော့သူ SOC ရဲ့ လိုပါမယ်တက်နိုင်တဲ့ပမာဏပဲပါအထက်ပို့ပြီးတော့ကျွန်တော်ဂန်ရှင်း impact တို့တည်ရမလားဟို 4K video editing လို့ပေါ့သွားလုပ်မယ်ဆိုရင်တော့ဒီ SOC နဲ့ဟိုမနိုင်ဟွန်ထမ်းသလိုဖြစ်မှာပေါ့ဆိုတော့ဝယ်မဲ့သူတွေလည်းကျွန်တော်ဟိုအကြံပေးချင်တာကဥမာကဒီဖုန်းကိုဝယ်ပြီးတော့ခရင်းသိကျုံးမယ်လို့စဉ်းစားနေတဲ့သူတွေမစဉ်းစားရဘူးပြီးတော့ကောင်းတယ်မိုဘိုင်းလိချင်းလောက်တော့ရတယ်ဆောင်းလာပြောသလိုပဲဟိုကို့ဖုန်းကိုတည်ရမလားဘယ်လောက်ထိနိုင်လဲ limit ကိုမသိဘဲနဲ့အားအကုန်ကြုံမှာကြုံမယ်ပြီးရင်ထစ်တယ်ဆိုပြီးတော့လာပြောမှာဆိုလို့ပေါ့နော်ဒါကတော့ကြုံပြီးတော့ကာပြောထားတာပါနောက်ထပ်အပိုင်းအနေနဲ့က owner phone တွေဝယ်ရင်ကျွန်တော် highlight လုပ်ပေးခြင်းတဲ့အချက်ကဒီကောင်းရဲ့ဟို software ပေါ့နော် software UI experience Magic OS 8နဲ့လာမယ်လောလောဆယ်မှာကျွန်တော် visual ဘိုင်းအရာအကြိုက်ဆုံး UI OS ကိုပြောပါဆိုရင်တော့ Magic OS ကိုပဲပြောရမှာပေါ့ဗျာ entry level phone တစ်လုံးအနေနဲ့ဒီကောင်းရဲ့ UI experience ကတော်တော်လေးကို smooth ဖြစ်တယ်ဗျာဒါပေမဲ့အကောင်မှာတစ်ခုပဲပြောရရှိတယ်ဒါ owner ရဲ့ထုံးစံပေါ့နော်ဒီကောင်းက brand traffic ပါပြီးသားကို ဒါ honor ရဲ့ renter ကို track ထပ်ပြီးတော့တိုးလို့ရတယ်ဆိုတော့စုစုပေါင်း24ကပြတကယ်တမ်းက run track ကကျွန်တော်တို့ android phone တစ်လုံးတော့ကလုံလောက်နေပြီသားပေါ့နော် honor မှာကလည်းကျွန်တော်တို့အဲ့လိုမျိုး renter ကိုထပ်ပြီးတော့တိုးလို့ရတာကောင်းတယ်ဆိုပေမဲ့ဒါ user ရဲ့သဘောအတိုင်း on off လုပ်လို့မရဘူးဆိုတဲ့အပိုင်းလေးကတော့ခုထိဒီ magic os ရဲ့ low ချက်လို့ပဲပြောရမှာပေါ့နော်ဒါကလည်း now update တွေမှာပြင်ပေးရင်ကောင်းပါမယ်ကျွန်တော်တို့ honor phone လို့ပြောလိုက်တာ ਨੇ ဒီဘက်ကလူတိုင်းရဲ့မျိုးလုံးထဲမှာအကျန်းခံတဲ့ phone တွေဆိုပြီးတော့ တန်းမြင်မယ်လို့ထင်တယ်ပေါ့เนาะဆိုတော့ဒီလို entry level ဖုန်းမှာလဲ owner ကအရင်ဖုန်းတွေလိုပဲ resistant တွေအများကြီးထည့်ပေးထားတယ်။ဘာလဲဆိုတော့360 degree water resistant တို့ပြီးမှ360 degree drop resistant ဆိုပြီးတော့ထည့်ပေးထားတယ်။ဒါတွေကလည်းအလကားရှောက်ချက်ထားတာမဟုတ်ဘူး။အဲ့ဒါတွေကို certified လုပ်ပေးထားတယ်။ SGS certificate လည်းရှိသေးတယ်ဗျာ။ပြုတ်ကြရတဲ့ဆိုတဲ့အပိုင်းမှာတော့ဒီကောင်က2 meter ပေါ့เนาะကျွန်တော်တို့6ပေဝဲလောက်ကနေပြုတ်ကြတဲ့ဒဏ်ကိုခံနိုင်တယ်လို့ပြောတယ်။လုံးဝကြွေပြားလို့ဗျာ။ဟိုကျမ်းမြေအမှားတွေပေါ့ပြုတ်ကြလဲခံနိုင်ရှိသေးတယ်။ ဒီကောင်းရဲ့ IP64 ဆိုတဲ့အပိုင်းမှာကကြာတော့ကျွန်တော်တို့ဟိုနည်းနည်းလေးမျိုးလုံးနဲ့မြင်တာကိုပြောရရင်ရေဆိုရေရှင်လောက်ပဲခံတယ်ဗျာရေလည်းပြုတ်ကြတာတော့ခံနိုင်တယ်ဥပမာသူတို့သတ်မှတ်ပေးထားတဲ့အနက်ပေါ့နော် 25cm ကျွန်တော်တို့၈လက်မလောက်ဆိုရင်တော့ဒီကောင်းက9မိနစ်ထိခံနိုင်တယ်အကယ်၍ကျွန်တော်တို့က 50cm တပေခွဲလောက်အနက်လောက်ထိစိတ်မဲ့ဆိုရင်တော့ဒီကောင်းက2မိနစ်လောက်ပဲခံမယ်ဆိုတော့ကို့ဖုန်းက ဟိုဘွဲ့အိုင်နဲ့ကြတာတို့ရေသလုံးနဲ့ပြုတ်ကြတာဆိုတော့ခံနိုင်တယ်လုံးဝရေကူးကန်နဲ့တော့ဆင်းလို့ရမှာမဟုတ်ဘူးအဲ့တော့ IP64 ဆိုတဲ့အဓိပ္ပာယ်ကကျွန်တော်ရေဆိုရေစင်တော့တာမန်ခံနိုင်တယ်ဘာပဲဖြစ်ဖြစ်လက်စစ်ပစ္စည်းဆိုတာကတော့ရေစင်လို့ရတယ်ဆိုပေမဲ့သွားမလုပ်တာကောင်းတယ်ပေါ့နော်တော်ကြာကိုအောင်တန်ပြောလို့စင်လိုက်လို့ပြတ်သွားရဆိုရင်ကျွန်တော်စီရောက်လာမှာဆိုလို့ကြိုးပုတ်ထားတာပြီးရင် on our phone တွေမှာပါနေကြ heat resistant degree range ပေါ့နော်ဒီကောင်ကအေးဆိုရင်အနေဆုံးကိုအဲ minus ပေါ့နော် 30°C လောက်ထိခံနိုင်တယ်အပူဆုံးဆိုရင်တော့ 55°C ထိခံနိုင်တယ်လို့ပြောထားတယ် ဒီကောင်ရဲ့ battery အနေနဲ့ကကြတော့ video ကြည့်ရင်16နာရီကျော်ရမယ်။ online ကနေတချင်းဖွင့်တာဆိုရင်တော့42နာရီရမယ်ဗျာ။ drain test ကိုကျွန်တော်မဆန်းလိုက်ရပေမဲ့6000နီးပါးပါတဲ့ battery တစ်ခုကတော့တနေ့စာကောင်းကောင်းခံမယ်လို့ဒါယူဆရပါတော့။ဒါတော့ကျွန်တော် review မပေးလဲလူတိုင်းသိမှာပါ။အော် battery နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောဖို့ကြံတော့မလို့ပါတော့။ဘာလို့လဲတော့ဒီကောင်ရဲ့ battery ကအခုမှ2%လောက်ပဲကျန်တော့တယ်ဗျာ။အဲ့လိုအချိန်မှဆိုရင်တော့ဒီကောင်က stand by mode နဲ့15နာရီခန့်တယ်။အဲဖုန်းပြောမယ်ဆိုရင်အဲ့2%နဲ့တနားကြီးကြော်ကြော်ထပ်ပြီးတော့ဖုန်းပြောလို့ရတယ်။ တကယ်ပြဒီဖုန်းကိုလုံးဝ battery test မဆန်းလိုက်ရတာတော့နားတယ်လို့ပြောရမယ် charging speed အနေနဲ့ကကြတော့35 watt ပဲပါတဲ့အတွက်ဒါကတော့နည်းတယ်လို့ပြောလို့ရတယ်ဒါပေမဲ့လည်းကျွန်တော်တို့ safety first ဆိုတဲ့ယူသားရေးထားတော့ကြိုက်မယ်လို့ထင်ပါတယ်ဆိုတော့73,900 73,000ဆိုတဲ့ဈေးဝင်ချိန်မှာကျွန်တော်တို့1ဝိမကပါစေပြန်ရမယ်ပြီးွားရင်9800 mAh battery ပါမယ် SoC performance ကိုပြန်ရမယ်ဒီဇိုင်းလေးလာပြီးတော့အကျန်းခံတဲ့ဖုန်းတစ်လုံးရမယ်ဗျာဒါမဲ့ အဲ့ဒါထက်ပို့ပြီးတော့တန်တာဘာလဲဆိုရင်တော့ဒီကောင်ကို pre-order ကာလမှာမှားရရမယ် gift တွေရပို့ပြီးတော့တန်တယ်။နှစ်သိန်းရှစ်တောင်းတဲ့ Honor Try Watch ID ကိုထည့်ပေးတာဖြစ်တဲ့အတွက် pre-order မှာဝယ်တဲ့သူတွေကတော့ပို့ပြီးတော့တန်တယ်။သူရဲ့ pre-order ကာလကလည်းအခုမေလ30ကနေပြီးတော့မှနောက်လ9ရက်နေ့ရှိပဲဆိုတော့လက်ဦးနိုင်တဲ့သူတွေပဲရမယ်ပေါ့နော်။ ဆိုတော့ဒီနိုင်ရဲ့တံပိုးထည့်ပြီးတော့နှုတ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဖုန်းရဲ့တံပိုးက၈သိန်းကျော်ကျော်လေးပဲကျတော့မှာဗျာကျွန်တော်နိုင်လက်ဆောင်ထည့်ပေးတယ်ဆိုလို့အပေါ်စားထည့်ပေးတယ်လည်းမထင်နဲ့ဘောနော်ဒီကောင်ရဲ့ screen size က1.85 inch ကြီးပဲပြီးတော့ AMOLED 14 inch battery light Bluetooth ဖုန်းကောတွေဘာတွေလဲရတယ်ဆိုတော့ဒီလိုနိုင်မျိုးကျွန်တော်ပြန်မဲရောင်းစားစားဒါပေမဲ့လက်ဆောင်ပဲပေးပေးကြိုက်တာလုပ်လို့ရတယ်ဗျာဆိုတော့ဒီပရိုတာကားမှာဝင်တော့ပို့ပြီးတော့တန်းတယ်ကဲဟုတ်ကဲ့ပါဒီနေ့အတွက် Honor A6 Smart ရဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲကျွန်တော်နောက်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြပါမယ်အားလုံးပဲ stay tuned ပါ